ရားသခင်ကအသက်ရှင်တဲ့ဖရာသူ့မှာသူကခံစားချက်ရှိတယ်။ဖရာမှာခံစားချက်ရှိတယ်။ကျမ်းစာထဲမှာရေးထားတယ်။ဝိညာဉ်တော်ဖရာစိတ်နာတယ်စိတ်နာတယ်ဆိုတဲ့အဓိပ္ပာယ်ကဘာဖြစ်လဲ။ခံစားချက်ရှိတယ်။ပြီးတော့ဖရာသခင်ကတဲ့ကျမ်းစာထဲမှာရေးထားတယ်။ jealous ဘာဖြစ်တယ်လဲ။ဆိုတော့တဝင်တူတက်တဲ့ဖရာသခင်ဖြစ်တယ်။အဲ့လိုပြောလိုက်တဲ့အခါမှာအမျိုးသမီးကြီးပြုံးသွားတယ်။ ။ငါနဲ့တူရောဗျာ။မတူပါဘူးတင်နဲ့။တင်ကတန်တရားနဲ့တဝင်တူရောဟိုကအကုန်မြင်တယ်။ဘုရားသခင်ရဲ့တဝင်တူခြင်းကိုတင်ကသွား copy မကူနဲ့ဟိုကတဝင်တူခြင်းကအကုန်မြင်ပြီးတော့တဝင်တူတာ။တင်ကြောင့်ဘာမှမမြင်မဲရှောက်တဝင်တူနော်။နင်ကြောင့်။နင်ဟိုတယောက်နဲ့ကြည့်နေကြည့်နေမှာ။နော်ကြီးစားရောက်ဝင်ပူတူတက်လာတတိထား။အဲ့တော့ဘုရားသခင်ကတဝင်တူသေးတာပဲငါနဲ့တဝင်တူတာဆန်းလား။တော့မပြောနဲ့။ သင်ရဲ့တဝင်တူခြင်းက blind jealous ဘာမှမမြင်ရတဲ့တဝင်တူခြင်းဆွတ်ဆွဲခြင်းနေတဲ့တဝင်တူတာဟိုကဘုရားသခင်ကမဆွတ်ဆွဲဘူးရှင်းရှင်းလင်းလင်းမြင်နေပြီးတော့တဝင်တူတာဖြစ်တယ်။ तू ကလဲပြီးအချားအရာပေါ်နှလုံးသားရောက်နေတဲ့တဝင်တူတယ် तू က suspect နဲ့တဝင်တူတာမဟုတ် तू ကတန်တရားနဲ့တူတဲ့တဝင်တူတာမဟုတ်ကျွန်တော်ကြတော့တန်တရားရှိလို့တဝင်တူသွားတာဟိုကအားလုံးမြင်ပြီးတော့ချစ်ပြီးတော့တဝင်တူတာမတူဘူး